ဟန်ပီတစ်ခုလုံးကိုမြင်ရမှာတော့ granite ကြောက်တောင်တွေ granite ကြောက်တင်နဲ့စောက်ထားတဲ့အစာအုပ်တွေပါပဲဟန်ပီလို့အခုသိကြတဲ့ဝီဇီယာနာဂရာဟိန္ဒူအင်ပါယာကိုဟရီဟာရတ်နံပါတ်1နဲ့ဘူကာရာနံပါတ်1ဆိုတဲ့ညီကိုနှစ်ယောက်ကခရစ်နှစ်1336ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကဆနတ်မ မင်းဆက်ကဖြစ်ပါတယ်အဲ့ဒီချိန်ကအိန္ဒိယတောင်ပိုင်းကိုမြောက်ပိုင်းကမွတ်ဆင်ဆူတန်ရဲ့ကျူးကျော်မှုတွေကချိန်ချောက်နေတာပါအဲ့ဒီကျူးကျော်မှုတွေကိုတွန်းလှန်ဖို့နဲ့တောင်ပိုင်းကဟိန္ဒူယဉ်ကျေးမှုနဲ့ဘာသာတရားဒလေထုံးတန်းတွေကိုကာကွယ်ဖို့ဆိုပြီးတော့အင်အားကြီးမားတဲ့ဟိန္ဒူအင်ပါယာတစ်ခုတည်ထောင်ဖို့လိုအပ်လာပါတယ်အဲ့ဒီရွယ်ချက်နဲ့ဒီမြေကမ်းဘေးမဟာဗျူဟာကျတဲ့ကြောက်တောင်တွေဝင်ရထားတဲ့ဒီဟန်ပီဒေတာမှာမျိုးကြီးကိုတည်ထောင်ခဲ့တာပါ တက္ကတာဘာသာမှာဟန်ပီဆိုတဲ့နာမည်ကအောင်ပွဲမြို့ဗစ်ထရီလို့အမည်ရပါတယ်။အဲ့ဒီခေတ်ကဝီဇီယာနာဂရာအင်ပါယာဟာအိန္ဒိယတောင်ပိုင်းတစ်ခုလုံးကိုအုပ်ချုပ်တဲ့အင်အားကြီးတဲ့နိုင်ငံတစ်ခုပါ။ဝီဇီယာနာဂရာအင်ပါယာကသူ့ရဲ့အထွတ်အထိပ်ရွှေခေတ်14ရာစုကနေ16ရာစုအစောပိုင်းဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးနဲ့အကြီးဆုံးမြို့တော်တွေကတစ်ခုဖြစ်ခဲ့ပါတယ်။နိုင်ငံတကာကုန်သွယ်ရေးရဲ့အချက်အချာကြားတဲ့နေရာဖြစ်ပြီးတော့ပိုရန်ကျောင်းရဲ့နာရီ ပိုးတယ်တွေဟင်းခက်အမွေးကြိုင်တွေနဲ့ပြည့်နှက်နေတဲ့ဈေးကြီးတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီခေတ်ကအလယ်ပတ်ရောက်ရှိခဲ့တဲ့ပေါ်တူဂီနဲ့တခြားဥရောပနိုင်ငံတွေကခီးသွားတဲ့မှတ်တမ်းထဲမှာဟမ်ပီရဲ့ကျွဲဝချမ်းသာပုံကိုအခုလိုဖော်ပြခဲ့ပါတယ်။ဈေးတွေထဲမှာဗရမ냐ကြောက်စိမ့်နဲ့စိန်ကြောက်မြက်ရနာတွေကိုစံအိတ်တွေပဲအိတ်တွေလိုပဲပုံပြီးရောင်းချခဲ့တယ်လို့တော့တင်စားခဲ့ပါတယ်။ခန္ဓာကြီးကျဲတဲ့နန်းတော်တွေ၊လှပတည်တတ်တဲ့ဘုရားကျောင်းတွေ စနစ်ကျတဲ့ရေပေးဝေရေးစနစ်တွေနဲ့တောင်တင်းနဲ့စစ်အင်အားပိုင်ဆိုင်ခဲ့ပြီးအမှုပညာ၊ဘိတုကာနဲ့စာပေထုံးကားရာမြေလည်းဖြစ်ခဲ့ပါတယ်။ ဝီဇီယာနာဂရအင်ပါယာရဲ့ကြီးကျယ်ခမ်းနားမှုဟာရုတ်တရက်ဆိုလိုဆုံးသက်သွားပါတယ်။ဒီကအလှည့်ပြောင်းကတော့1565ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တာလီကိုတာတိုက်ပွဲပါပဲ။ဒက်ကန်မဟာမိတ်တွေရဲ့တိုက်ခတ်မှုကြောင့်ဟန်ပီမြို့သိမ်းပိုက်ခံရပြီးလာပေါင်းများစွာစိတ်ကြက်ဖြစ်စည်းခံခဲ့ရပါတယ်။အဲ့လိုဖြစ်စည်းခံရပြီးနောက်မှာတော့ဟန်ပီဟာမြို့ပြည်ကြီးတစ်ခုဖြစ် နှစ်ပေါင်း400နီးပါးတောနဲ့ကြီးထဲမှာပျောက်ကွယ်ခဲ့ပါတယ်။ 19ရာစုမှာတော့အိန္ဒိယကိုအုပ်ချုပ်နေတဲ့ဗြိတိသျှတွေဟာဒီနေရာကိုရှာဖွေဖို့ပြန်လည်စိတ်ဝင်စားလာပါတယ်။ရှေးဟောင်းသူတေသနာပညာရှင်တွေနဲ့မြေတိုင်းပညာရှင်တွေကစတင်လေ့လာတူဖော်ခဲ့ပြီးတော့ဒီမျိုးကြီးကိုပြန်လည်တွေ့ရှိပါတယ်။အခုခါမှာဟန်ပီယာတမိုင်းဝင်အမွေအနှစ်တစ်ခုကျန်ရှိပြီးတော့1986ခုနှစ်မှာ UNESCO World Heritage Site အဖြစ်သတ်မှတ်ခံရပါတယ်။ကြောက်တုံးတွေပြန်ကျဲနေတဲ့ဂျိုင်ဝမ်တစ်ခုလုံးမှာဘုရားကျောင်းနန်းတော် ရေကန်တွေနဲ့တခြားရှေးအဆောက်အဦပေါင်း1600ကျော်ရဲ့အပျက်စီးတွေရှိနေပါတယ်။ဒါပေမဲ့တိတာထင်ရှားတဲ့အဆောက်အုံပေါင်း900လောက်ကိုပဲထိမ့်သိမ့်နိုင်မှသေးတယ်။အဲ့လိုထိမ့်သိမ့်တဲ့ထဲမှာဖျားเจ้าတွေနန်းတော်တွေမြင်းဆောင်တွေဈေးဆိုင်တန်းတွေနဲ့ရေကန်တွေပါဝင်ပါတယ်။ဟမ်ပီကိုသွားကျင်ရတဲ့နောက်အကြောင်းတစ်ခုကယာမဆန်နဲ့ဆက်ဆက်နေလို့ပါ။ဒီတန်နိုင်ထဲမှာဟမ်ပီကိုသူ့ကျိတ်အုပ်ချုပ်တဲ့မြောက်ပြင်းနိုင်ငံရဲ့တည်နေရလို့ယူဆပါတယ် ရာမယနအယရာမနဲ့သူညီလက္ခဏာတော်ဟာတိဒာဒေဝီကိုရှာဖွေဖို့ဒီဒေတာကိုရောက်လာပြီးဟာနုမာနဲ့သူကြိတ်တို့နဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။မြစ်တစ်ဖက်ကမ်းမှာရှိတဲ့အာဂျန်နီးယားတောင်နှမ်းဆိုတာဟာနုမာမွေးဖွားရလို့ယုံကြည်ကြပါတယ်။